ကျွန်တော်လည်းအဲ့တော့မမွေးသေးတော့မသိဘူးခင်ဗျကျွန်တော်လည်းသိချင်တာကျွန်တော်ဟိုကတင်နေရအောင်တော့တို့တင်တင်ပေးလိမ့်မယ်ဓနုစကားအောင်မှာ तू ကအဲဟောနော်တော်တော်စတော်တော်များစီးနေမှာပြောရမယ်လို့ပြောပါတယ်ပြောရတာဒါဘယ်လိုရိုက်ရအောင်လဲမသိဘူးနော်ကျွန်တော်တော့အဲဟိုကတခါမှအဲ့လိုမျိုးမလုပ်ဘူးတော့တော်တော်စိတ်လှုပ်ရှားပါတယ်ဟုတ်ကဲ့ဟိုအခုတင်နေမှာမစသေးဘူးခင်ဗျတင်နေဒီဒီဘာပေါ့နောက်နေ့နေ့လောက်ဆိုစမယ်ကျွန်တော် online မှာကြည့်တဲ့လောက်ကတော့ ဓနုဝဲတာလေးကဟွာနဲ့ဆင်ပါတယ်ဓနုဝဲတာသူကစကားလေးက तू तू ဟောပေါ့တဝဲတော့ဘိတ်စကားနဲ့နည်းနည်းရလို့ထင်ပါတယ်ဒါပေမဲ့ तू ဝဲတဲ့ပုံစံလေးကကျွန်တော်ရှမ်းရှမ်းဖက်နေနဲ့ရောက်တာပေါ့နော်ဒီဟိုဘိတ်တို့ကြတော့တမျိုးလေးပေါ့နော်ရှမ်းနဲ့အဲ့လိုနည်းနည်းလေးနည်းနည်းလေးရှမ်းဟိုလေတံလေးနည်းနည်းပါလေကျွန်တော်ကထင်ပါတယ်ပုံပွင့်လင်းလင်းပြောတယ်သူကကြဲကြဲပြောတယ်ကျွန်တော်လို့ထင်ပါဟုတ်စားချက်မဆိုင်ဘူးမကြိုက်မကြိုက်လို့ရုပ်ရှင်လာရိုက်တာ အခုစာပဲကြက်နေအဲ့လိုဖြစ်နေဒါပေမဲ့ online မှာလည်းဥစား LD တက်လိုက်နေတယ်ဟုတ်ကဲ့ဟုတ်တယ်မလားအော် LV ဟုတ်တယ်အဲ့ဒါကြတော့အဲဘာဘာပဲ online ပေါ့ online တက်နစ်ပေါ့ဟုတ်ကဲ့ဒါ online course ပေါ့ကြာပြီတက်တက်ဖို့လို့တက်ထားတာ10နှစ်လောက်ဖြစ်သွားပြီပထမပိုင်းနဲ့ဒုတိယပိုင်း10နှစ်လောက်ချားရဲဆိုတော့အဲ့ဒါအပြည့်အစုံအဲ့တော့လည်းမထူးချွန်ပါဘူးမနော်လို့ပဲဟိုရုပ်ရင်းကန်နဲ့ပြီးသွားတာအဲ့လိုပါပဲဆက်ချက်တာအဲ့လိုပေါ့ဆက်ချက်တာဘာဘာဖြစ်ပါတယ်မှာ စပင်းဖြူတာပေါ့ခေါင်းခေါင်းကိုက်တော့ခေါင်းကိုက်တော့ဆောင်းစီအေးစေးလေးတော့နေနေတာပေါ့ဒါပေမဲ့အဲ့လိုပဲဟိုအကြောင်းကြောင်းကြောင်းကိုလည်းလိုအပ်ချက်အရာကိုလည်းဘာဖြစ်အဲပေါ့နော်လုပ်မယ်ဆိုရင်တော့စလိုက်ပြီးရဇလန်းနေစောင်းအောင်လုပ်ခဲ့တာပါလို့အခုထိလည်းမပြီးသေးဘူးစားကြက်နေရတော့ဒီနေ့ကတော့တက်စာစင်စိစီးရီးစ်ကတော့ပဲဖြစ်ပါတယ်ခင်ဗျာစရုပ်ကလေးကတော့ဒါကတော့ဒီဟောပေါ့ကျွန်တော်တို့ရှမ်းပြည်မှာပင်တရာမှာသူတို့ဓနုယူရပါတော့ဓနုယူရ နောက်ခံနေအများကြီးပါမယ်အရင်1900အဲဟောနော်50 50 60အဲ့လောက်ကတည်းကနော်အဲ့လောက်ကအဲဒီနုရိုးရလေးဒီနုရွာလေးကဇလန်းလေးကိုဒီအခုခင်နေပေါင်းပြီးတော့ခြိုင်းပါပါဟုတ်အဲ့သူကအဓိကတော့ဒီနုစကားကြတော့ကျွန်တော်တို့တစ်ခါမှဟောလေကျွန်တော်ကျွန်တော်တစ်ခါမှဟိုတွင်လင်းပြောရင်တော့မပြောဘူးပေါ့နော်တေချာတငယ်ချင်းတွေမှာလေဒီနုစကားပြောလူမကြုံဘူးအခုမှသူကကြုံတာပေါ့နော်အဲ့ဒီနုစကား ကြိုးရမယ်ပြီးတော့အဲဓနုရိုးရည်ပါတယ်ဆိုတော့ကျွန်တော်တင်တန်းလေးဟောနော်အကျိုးတင်တန်းလေးတော့တက်ရမယ်မင်းသမီးတွေဆိုရင်ဟောပေါ့ဒီဟိုလေလောတာတို့ဒီစပိန်စီဆိုင်ငယ်စီတွေပါတက်ရမယ်အဲ့လိုမျိုးသိရပါဟုတ်ဒီထဲမှာဆက်လန်းတော့ကျွန်တော်ဟောပေါ့အဲသူဆက်လန်းလေးကဟိုဟာစုံပါလေအရှိနောက်ပေါ့စုံပါဟုတ်ကဲ့နှစ်ဘွားနှစ်ဘွားဟုတ်ကဲ့ဟုတ်ကဲ့ဒီခက်နဲ့အဲဟိုအရင်ခက်ကဟောပေါ့ဓနုအဲ ကျွန်တို့ဟိုရွာကလေးကဟိုရှေ့ခေတုန်းကဖြစ်ခဲ့အဖြစ်ပြက်လေးနဲ့ချိန်ပါဘောနော်အဲ့လိုရင်းပါအဲကျွန်တော်မပြောတတ်ဘူးဒီဇက်လန်းလေးကတော့တီးကြတယ် MRD 4ကဒီဟာလေးဒီအဖွဲအဖွဲတွေတို့အများတီးကြတယ်ဒီဇက်လန်းလေးတို့စီစဉ်နေကြပါပြီတဲ့ဟိုဟာဟိုတချို့လူတွေကမေးကြည့်တော့တီးကြတယ်အခုမှတော့ရရှိတာပေါ့သူစကားကဟိုဟာဖြစ်တယ်သူစကားကကျွန်တော်ရှမ်းလို့ပြောတတ်တော့ကျွန်တော်ရှမ်းနဲ့တူမယ်ထင်တာမတူခင်ဗျဒီနုကတော့သူတသက်တဘာသာပေါ့နော်သူမြန်မာစကားအောင်မှာသူကဟိုအတန်ဝဲတယ်ပေါ့ကျွန်တော်တဝဲတို့ဖိတ်တို့ အဲ့လိုနဲ့ဆင်းပါတယ်ကျွန်တော်ခုနကကျွန်တော်လေ့လာကြည့်တော့အဲလုံးဝမတူမြန်မာစကားကိုဟိုတင်ထားတာအဲ့ဒီပါလေဝဲတာပေါ့ကျွန်တော်အဲ့လိုထင်ပါတယ်ကျွန်တော်ငါကျွန်တော်လည်းအဲ့တော့မမွေးသေးတော့မသိဘူးခင်ဗျာကျွန်တော်လည်းသိချင်တာကျွန်တော်ဟိုကတင်နေရအောင်တော့တို့တင်တင်ပေးလိုက်မယ်ဓနုစကားပေါ်မှာ तू ကအဲဟောနော်တော်တော်စီတော်တော်များစီးနေမှာပြောရမယ်လို့ပြောပါတယ်ပြောရတယ်ဒါဘယ်လိုရိုက်ရမလဲမသိဘူးပေါ့နော်ကျွန်တော်တော့အဲဟိုကတခါမှအဲ့လိုမျိုးမလုပ်ဘူးတော့ တော်တော်စိတ်လှုပ်ရှားပါတယ်ဟိုအခုတင်တဲ့မစသေးဘူးခင်ဗျတင်တဲ့ဒီဒီဘာပေါ့နောက်နေ့နေ့လောက်ဆိုစမယ်ကျွန်တော် online မှာကြည့်တဲ့လောက်ကတော့ဓနုဝဲတာလေးကဟိုနဲ့စင်ပါတယ်ဓနုဝဲတာသူကစကားလေးက तू तू ဘာပေါ့တဝဲတို့ဘိတ်စကားနဲ့နည်းနည်းနီးရလို့ထင်ပါတယ်ဒါပေမဲ့ तू ဝဲတဲ့ပုံစံလေးကကျွန်တော်ရှမ်းရှမ်းဖက်နေနဲ့ရောက်တာပေါ့နော်ဒီဟိုဘိတ်တို့ကြတော့တမျိုးလေးပေါ့နော်ရှမ်းနဲ့အဲ့လိုနည်းနည်းလေးနည်းနည်းလေးရှမ်းဟို လေတံလေးနည်းနည်းပါလို့ကျွန်တော်ကထင်ပါတယ်ပုံပွင့်လေးလေးပြောတယ်သူကကြဲကြဲပြောတယ်ကျွန်တော်လို့ထင်ပါတော့စာချက်ကမဆိုင်ဘူးမဆိုင်မဆိုင်လို့ရုပ်ရှင်လာရိုက်တာအခုစာပဲကြက်နေရလို့ဖြစ်နေတယ်ဒါပေမဲ့ online မှာဥစား LD ကြက်လိုက်သေးတယ်လေဟုတ်ကဲ့ဟုတ်တယ်မလားအော် LV ဟုတ်တယ်အဲ့ဒါကြတော့အဲဟောပါပဲ online ပေါ့ online တက်နစ်ပေါ့ဟုတ်ကဲ့ဒါ online course ပေါ့ကြာပြီတက်တက်ဖို့လို့တက်ထားတာ10နှစ်လောက်ဖြစ်သွားပြီပထမပိုင်းနဲ့ဒုတိယပိုင်း10နှစ်လောက်ချားတယ်ဆိုတော့အဲ့ဒါအပြည့်အစုံလည်းမထူးချွန်ပါဘူးမဟိုလိုပဲဟိုရုံးရင်းကန်နဲ့ပြီးသွားတာအဲ့လိုပါပဲ စာချက်တာအဲ့လိုပေါ့စာချက်တာဟိုဘာဖြစ်ပါလဲမဆိုင်ဖြူတာပေါ့ခေါင်းခေါင်းကိုက်တာခေါင်းကိုက်တာစာမကျအေးစေးလေးတော့နေချင်တာပေါ့ဒါပေမဲ့အဲ့လိုပဲဟိုအချောင်းချောင်းချောင်းကိုလည်းလိုအပ်ချက်ရာကိုလည်းဘာဖြစ်အဲပေါ့နော်လုံးမယ်ဆိုရင်တော့စလိုက်ပြီးရဇလန်းနေစောအောင်လုပ်ခဲ့တာပေါ့အဲ့လိုအခုထိလည်းမပြီးသေးဘူးစာချက်နေရတော့စာစာလုံးဝအဲ့လိုကျွန်တော်ဆော့တာပဲချက်တာစာသိမ့်ချက်ရဒီကားလေးကြတော့ဘာပေါ့တကယ်ပြောရင်3လ3လလောက် အချိန်ပေးရ3လအခုဆိုရင်ကျွန်တော်တို့ဒီဒီလကုန်နောက်လဆိုင်3လဝန်းလောက်ထိရရမှာပေါ့နော်မတ်လထိရရမှာဒီကားလေးကအချိန်တော့တော်တော်ပေးရတယ်ဒါပေမဲ့ကျွန်တော်ကဟိုဒီကားကနံပါတ်1လက်ခံဖြစ်တဲ့အကြောင်းရင်းကအဲဟိုဇလန်ဖတ်ကြည့်လိုက်တော့ကျွန်တော်တို့ရှမ်းပြည်အခြေခံတဲ့ကားလေးဖြစ်တယ်ကျွန်တော်ရှမ်းပြည်မှာအခြေခံတဲ့ဇကားလေးဆိုကျွန်တော်ရိုက်ချင်တယ်ပေါ့နော်ရိုက်ချင်တယ်ပြီးတော့ဒီကားလေးကဟိုရက်ကူရက်ဖက်ကလည်းတေချာစီစဉ်တဲ့အဖွဲဖြစ်တယ်ပေါ့နော်ဒီနိယာယနာထုတ်လုပ်ရေရောအဲဒီက MRD4 ့ forever group ကလည်းရိုက်ပြီဆိုရင်တို့ဘာဖြစ်တေချာလေးကိုလှုပ်တယ်ပြီးတော့ကို့အတွက်လည်းဒီမှာဟိုလှုပ်ပိုင်ခွင့်ရောကို့ရဲ့အပြောင်းလဲရောအများကြီးဟိုအပြောင်းလဲဖြစ်တဲ့ကားလေးဖြစ်တယ်ပြီးတော့ဒီဘာတဲ့တိ့ဆောင်တွေကလည်းအရန်ဟိုဝိုင်းရင်တိ့ဆောင်တွေအများကြီးပါတယ်လူငယ်တွေလည်းအစ်စ်တွေလည်းပါတယ်ကို့အတွက်လည်းအများကြီးဟိုပေါ့ဟိုဒီထုတ်လို့ရေးပိုင်းရောဒီဇလန်းပိုင်းရောတိ့ဆောင်ပိုင်းရောကျွန်တော်လည်းနောက်နှစ်အတွက်ဒီကားလေးပဲ ်ရိုက်တော့မယ်ပေါ့နော် series ဆိုရင် LED နှစ်ကလည်းနောက်နှစ်အတွက်ကြိုပြီးတော့ပြင်ဆင်လိုက်တဲ့သဘောနဲ့ရိုက်ဖြစ်သွားတာဟုတ်ဒီကားကြတော့ဟိုအများလေခင်ဗျအများလေပြင် तू ကအချိန်ကလည်းဒီဟိုဒီဇင်ဘာပေါ့နော်ဒီဇင်ဘာ January ဆိုနှစ်တစ်ခုအချိန်တွေဖြစ်တော့ကျွန်တော်တို့ဟို holiday အများတဲ့အချိန်ပေါ့ကျွန်တော်တို့ဟိုတကယ်လို့ဟိုကိုခီးထွက်မယ်လို့မိသားစုနဲ့တွေ့မယ်လို့ချင်းပွဲလမ်းတစ်ပင်ကြားတဲ့အချိန်မှာဟိုရှမ်းပြည်မှာသွားပြီးတော့ရဲရတာဖြစ်တဲ့ပြဘာပြောကိုမှဟိုအများကြီးအချိန်တစ်ခုပေးလိုက်ရတယ်ပေါ့နော်အဲ့အချိန်မှာကို မိသားစုနဲ့တော့နေနေတာပေါ့နော်ကိုချစ်တဲ့အခင်တဲ့လူနဲ့အချိန်ပေးစင်နေရှမ်းပြည်ကိုသွားပြီးတော့ကျွန်တော်ဟိုရိုက်ကူရေးအတွက်တီးတံပေါ့နော်သွားနေရမှာဖြစ်တဲ့အတွက်ဒီကားလေးကတော့ဗာပြေကိုအတွက်အချိန်တော့အများကြီးပေးရတယ်ဒါပေမဲ့ဒီချိန်ရိုက်မှာလည်းသူကားရဟို location တွေဒီအရန်လာတဲ့အချိန်ပေါ့ဒီချိန်လေးပင်တရားဘက်ကအရန်လာတဲ့အချိန်ဆိုတော့ဒီလိုပဲအားလုံးအားလုံးအဖွဲ့လိုက်ပေါ့နော်ဝိုင်းကြိုးစားကြတာဟုတ်အဲ့အဲ့လေးတစ်ချက်ပေါ့ခုနသုံးချက်ကျွန်တော်ပြောတဲ့အဲ့ဒီရှမ်းပြည်အခြေခံတစ်ချက်ပါတယ်ပြီးတော့ကိုအတွက်လည်းဟိုလုတ်ပိုင်ခွင့်နော် ဟိုကောင်းကောင်းရမယ်လို့အဲယုံကြည်တယ်ပြီးတော့ဒီဇက်ကားလေးရဲ့ဟိုထုတ်လို့ရေရောဇလန်းတွေရောကျွန်တော်ဟိုအရန်ကိုကျွန်တော်ဟိုစိတ်ဝင်စားဖို့ကောင်းတယ်ဗောလေကိုရက်နေကြမဟုတ်ဘဲနဲ့သူကဘဝတွေကူးပြီးတော့အရင်ဘဝအခုဘဝပြီးရင်ဝတ်စုံအားစားသူကဟိုတိုင်းသားဝတ်စုံအရင်ဘဝတော့အဲအဲ့လိုဗောနော်ဟိုကျွန်တော်စိတ်ဝင်စားတဲ့ character လေးဖြစ်တဲ့အတွက်ရဖြစ်သွားဟုတ်